အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လာမယ့်ညရာဒီမှာဒါကျွန်တော်တို့ Liverpool အသင်းအနေနဲ့ဒါအလုပ်တွေကိုလှုပ်ဆောင်ဖို့တော့အလုပ်တွေကိုလှုပ်ဆောင်သွားဖို့တော့တကယ်ကိုကြိုးစားနေတဲ့သက်သက်ဖြစ်တယ်။ဒါပြင် Liverpool အသင်းနဲ့ဒါ tight ship ပိုင်းကိုအားဖြည့်မှုအတွက်အခုလက်ရှိမှာတရင်လေးနည်းနည်းလေးငြိမ်နေရဆိုပေမဲ့လစ်ဗာပူးတဲ့ကတောက်လျှောက်အလုံးလုံးနေစေဖြစ်တယ်ဆိုတဲ့တရင်လေးကိုကျွန်တော်နေတင်ဆက်ပေးခြင်းနဲ့အဒီယဝတာ misconception ဖြစ်နေတာလေးတဲ့ကြောင်းရင်နည်းနည်းလေးနားလည်ခြင်းတဲ့အကြောင်းလေးကိုကျွန်တော်နည်းနည်းလေးပြောပြခြင်းနဲ့အဲ့တော့ဟိုတဲ့ကတစ်ခါအကိုတယောက်ကကျွန်တော်ကို commitment နဲ့ပေါ့နော်ဒါကြောင့် तू ကလည်းခုနကပြောလို့ရတာတချို့ကြတယ်ဒီလိုပဲစကားပြောတယ်အဲ့တော့ तू ကပြောကျွန်တော်ကဒါအားတဲ့ 200က FG ကအသက်တင်သုံးမယ်ပေါ့နော်ဒါကျွန်တော်တို့လက်ရှိမှာကြံတဲ့ဒါဒီကိုဂျော်တာတို့ဒါကျွန်တော်တို့ဒါဝင်နူနက်စ်တို့ရောင်းတဲ့ပတ်စံကနေပြီးတော့လစ်ဗာပူးအသင်းအနေနဲ့ဒါကျွန်တော်တို့ကြံတဲ့ပတ်စံတွေကိုဒါကျွန်တော်ဆက်ပြီးသုံးမယ်အဲ့တော့ ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်ဒါကျွန်တော် FFG ကိုဒီနှစ်မှာဒါအလုပ်လုပ်တာအားရတဲ့နှစ်တစ်နှစ်ဖြစ်လာတယ်ကျွန်တော်နေပထမဆုံးဆိုတော့ပြောချင်တယ် frame bound ကိုခေါ်ယူတဲ့ခေါ်ယူမှုကတော်တော်လေးကိုမြန်ဆန်ခဲ့ပြီးတော်တော်လေးကိုအားရကြေနပ်မှုဖြစ်ခဲ့တဲ့အပြောင်းရွှေ့တစ်ခုဆိုတာကတော့လုံးဝလုံးဝလုံးဝညင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့ဒါကိုကျွန်တော်ပထမဆုံးအနေနဲ့ကတော့အဲ့တော့ဒါပေမဲ့လက်ရှိမှာ FFG လို့အုပ်စုအနေနဲ့အသက်တင်230ဆိုတော့လက်ရှိမှာတရင်းနေပြောလို့ဒါယုံရတာဖြစ်တယ်တကယ်နဲ့သုံးမယ်မသုံးမယ်တော့မသိကြဘာကြောင့်လဲလက်ရှိမှာဒါကျွန်တော်တို့တကယ်ကိုကော်တင်ညိုကြီးကိုရောင်းခဲ့တဲ့နှစ်မှာတော့မှ လက်ပဘူးတင်ကပေါင်123.3တန်းပဲတုံးခဲ့တာဖြစ်တယ် ်ဘာဖြစ်လာလက်ရှိမှာလီဗာပူးတင်းနဲ့ချန်ပီယံဖြစ်တဲ့အချိန်မှာလည်းအဲ့လောက်မသုံးခဲ့ဘူးဒါချန်ပီယံလိချန်ပီယံဖြစ်တဲ့အချိန်မှာလည်းပေါင်တန်းနေရမသုံးခဲ့ဘူးအဲ့တော့ဒီနှစ်မှာလီဗာပူးတင်းနေနဲ့ဘာလို့မလို့ဒီပေါင်တန်းနေရသုံးနေဆိုရရွေချက်လည်းနောက်မှာရှိရဒါပေမဲ့ဒီထက်လည်းပိုသုံးလို့မရအဲ့တော့ဒါကြောင့်ကျွန်တော်မှတ်မှတ်ရဘာဒီဗီဒီယိုဘာဗီဒီယိုကျွန်တော်မှတ်မိတယ်ကျွန်တော်ဖလော်ရီယာရစ်ရဲ့ဗီဒီယိုအဲ့တော့လာမယ့်နွေရာသီမှာလီဗာပူးတင်းနဲ့ဖလော်ရီယာရစ်ကိုသာခေါ်ယူခဲ့မယ်ဆိုရင်တော့တိုက်စစ်ပိုင်ခေါ်ယူမှုတွေခက်ခဲသွားမယ်ဆိုတော့ကျွန်တော်လက်မခံဘာဖြစ်လို့ဆိုတော့ဂျူတာနဲ့ဒါနူးနက်စ်တွေရောင်းချမှုကပတ်စံပြန်ပြန်ပတ်စံပြန်ရှာဆိုတော့မှတကယ်၍လီဗာပူးတင်းကပေါင် န်း300တုံးခဲ့သည်ရှိတော့ဒါလက်ရှိမှာဒါ FFG နဲ့ပေါင်းတန်းတော့ဘလို့မှမတုံးသေးကြရဲဒါပေမဲ့တန်း300တုံးခဲ့သည်ရှိတော့ FFP ရော PSR ရဲ့ပြဿနာတွေအရလီဗာပူးတင်ငွေ300အရန်ချက်သွားပြီးတိုင်ပတ်သွားနိုင်တဲ့အနေအထားမှာရှိရဲ့ ဲ့ဒါကြောင့်မလစ်ဗာပူးတင်းနေတဲ့ဘက်တော့မှပေါင်တန်း300ကိုတက်နှစ်ထဲသုံးမှာမဟုတ်ဘူးသုံးမယ်ဆိုရင်တော့ဒီနှစ်ရဲ့နွေရာသီကို153မီကျန်တဲ့နာဆောင်းရာသီ150ဒါပေမဲ့ FG လို့အသင်းမျိုးကဘက်တော့မှဆောင်းရာသီမှာတုံတန်းအလုံးမလုံးတဲ့ကလပ်တစ်ခုဖြစ်တဲ့ကြောင့်ဒါကြီးကိုသွားပြီးတော့မိခိုးလို့မရအဲ့တော့ပြောချင်တာကခုနပြောသူပဲလစ်ဗာပူးတင်းနေတဲ့ခုလက်ရှိမှာ Florian Risk ကိုခေါ်ယူလိုက်ပြီဆိုတော့တိုက်ဆက်ပိုင်းခေါ်ယူမှုကတော်တော်လေးကိုအားနေသွားနိုင်တယ်အဲ့ဒါက reality ပဲခင်ဗျလက်ခံဒီလက်မခံဒီ FG down ကျွန်တော် FG တော်တော်လေးကိုချီးမွမ်းထားတာပေါ့နော် FG ဒါ Florian Risk ကိုယူရိုတန်း103 းခဲ့သည်ရှိတော့တေဂျာတကွလီဗာပူးတင်တိုက်ဆက်ပိုင်းကိုလူခေါ်ဖို့အားနည်းသွားဖို့နေထားမှရှိအဲ့တော့ပြောချင်တာက Florian Risk လို့အပြောင်းအရွှေ့မျိုးဖြစ်လာခဲ့မယ်တကယ်သွားမယ်ဆိုရင်နောက်မှာပြဿနာတကွဘာဖြစ်လဲဆိုတော့ဒါကျွန်တော်လီဗာပူးတင်က Jonathan David လို့ကစားသမားမျိုး center forward ရာဒါကျွန်တော်မိခိုးလာတယ်နော်ဘာကြောင့်လဲအခုလက်ရှိမှာ Jonathan David နဲ့တူတာလီဗာပူးရဲ့သတင်းတွေကတော်တော်လေးကိုတတ်လာပြီလို့ပြောလို့ရတဲ့တွင်မှာပါတယ်အဲ့ဒါကိုကျွန်တော်တက်ဆက်ပြီးတော့ဒီအရာကိုကျွန်တော် ပနာမပြောတာအဲ့တော့လက်ရှိမှာလီဗာပူးအသင်းအနေနဲ့အခုချိန်ကြီး Florian Risk ကိုလုံးဝလက်မလျှော်သေးဘူး။ကစားသမားကိုယ်တိုင်ကဒါ Platigo ရဲ့ပြောပုံရဆို Bayern Munich မှာ Bayern Munich ဖြစ်နေခဲ့ပြီးမြန်မာ Bayern Munich ကလက်ရှိမှာ Leverkusen အသင်းကနေပြီးတော့ဝယ်ဖို့အတွက်ဆိုရင်တော့ budget အရလက်ရှိအနေထားအရသိမ့်မရှိသေးဘူး။ Leverkusen အသင်းကလည်းပြတ်သားတယ်။ Bayern Leverkusen အနေနဲ့ဒါကျွန်တော်သူတို့ရဲ့မြို့ကန်ပြောင်းဖို့ပြီးတော့ပြည်တွင်းပြိုင်ဘက်တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့ Bayern Munich ကိုသူတို့ရဲ့အကောင်းဆုံးကစားသမားကိုလွယ်လွယ်ကူကူနဲ့လုံးဝမယောင်းချင်ဘူး။ကစားသမားကိုယ်တိုင်ကလည်း Germany အသင်းမှာ Germany အသင်းဖြစ်တဲ့ကြောင့် Bayern Munich ကသူ့ရဲ့ destination တစ်ခုဖြစ်နေတယ်။ဒါပေမဲ့ လီဗာကူစင်ကရှင်းတယ်ဒါပရီးမီးယားလိကလပ်တွေကိုတတ်မှတ်ထားတဲ့ဈေးနဲ့ဒါလက်ရှိမှာဒါဘိုင်ယန်မြူးနစ်ကိုတတ်မှတ်စားတဲ့ဈေးတောင်တော်တော်လေးကို꽌ရတယ်မှာပါတယ်ဘိုင်ယန်မြူးနစ်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကို fair မဖြစ်ဘူးလို့ခံစားရတဲ့အတွက်ကြောင့်မို့ကောလာဟာလာတွေကဒီကိစ္စနဲ့ပတ်သက်ပြီးဘွန်နက်စီကိုင်းတာကျွန်တော်အဖွဲ့စည်းကိုတောင်တိုင်ဖို့တောင်ရှိရဆိုကောလာဟာလာတွေတက်နေတယ်ဒါလောက်ထိပေါ့နော်အဲ့တော့ပြောချင်တာကဘိုင်ယန်မြူးနစ်က confident ရှိပြီးသား Floria Rice ပါဒါသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့ဒါမူစီယဲလာတို့အုပ်စုလည်းရှိရတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ပြောင်းချင်တယ်အဲ့တော့ အကယ်၍ဒါတခုခုများဖြစ်ခဲ့မယ်ဆိုရင်တော့ Liverpool တင်းနဲ့ဒါ catching net ပေါ့နော်ဒါကျွန်တော်ပြုတ်ကြပြီဆိုရင်ဒါ panic catching net တခုနေနဲ့ Florian Riss ဖြစ်လာမယ် Florian Riss နဲ့ဒါကျွန်တော်အင်္ဂလန်ကိုတွားရောက်တဲ့အချိန်မှာဒါ Liverpool တင်းက Manchester City တင်းကိုတွေ့ဆုံခဲ့တဲ့အချိန်ဒါမှ Liverpool တင်းကိုပြောင်းရွှေ့ဖို့တော့ပို့ပြီးတော့စိတ်အားထက်သန်တယ်ဆိုတဲ့သတင်းလေးနဲ့သူတောက်လျှောက်တက်လာခဲ့တာတွေ့ရမယ်အဲ့တော့လက်ရှိမှာ Liverpool တင်းတို့ကဒီနေရာမှာဒါစဉ်းစားကြတဲ့အခုဖြစ်လာခဲ့ပရိသတ်တွေစိုးရင်စရာတခုနဲ့စဉ်းစားကြတဲ့အခုဖြစ်လာခဲ့နှစ်ကြောင်းရှိတယ် ပထမတစ်ခုနဲ့ခုနပြောခဲ့လို့ပဲယူရိုတန်းတရာကို Florian Risk ကိုတုံးလိုက်မယ်ဆိုလစ်ဗာပူးအသင်းကအများကြီးပိုကောင်းသွားမယ်တက်တက်ဖြစ်သွားမယ်လောကငင်းစရာပါဒါပေမဲ့ပြဿနာကလက်ရှိမှာလူအပ်နေတဲ့တိုက်စင်မှုနေရာအတွက်ကဒါကျွန်တော်ငွေမရှိတော့ဘူးနောက်တစ်ချက်ဖြစ်သွားနိုင်တဲ့နေရာက Florian Risk ကိုဒီလိုမျိုးကြီးဒါဟို ကျိုးရှိရှင်နဲ့စောင့်နေတော့တေးပေါ့ကျိုးရှိရှင်နဲ့စောင့်နေတဲ့ပြဿနာကလီဗာပူးတင်းနေတာကျွန်တော်တို့တကယ် Florian Risk ကိုဒါတက်လာလောက်အပြောင်းရွှေ့ရာသီပိတ်ခတ်နေပြီးစောင့်ပြီးမှ Florian Risk က Bayern Munich ကိုပြောင်းသွားပြီဆိုရင်ကိုယ့်ရဲ့ကာယဖက်အပြောင်းကျင်လာတာ Kaisido တို့ Romeo Lavia တို့လို့ဖြစ်ခဲ့တယ်လို့ပုံစံမျိုးကိုဒါအဲလီဗာပူးတင်းပြိတ္တတွေနဲ့ဖြစ်သွားမှာဒါဆိုရင်လေဖြစ်လဲဖြစ်ခဲ့ဘူးတဲ့ကြောင့်လီဗာပူးပြိတ္တတွေနဲ့ဒီလိုမျိုးပုံစံမျိုးထပ်မဖြစ်အောင်အကုန်လုံးကလိုချင်တဲ့တယ်မှာပါအဲ့တော့ Florian Risk ရဲ့အပြောင်းရွှေ့ကိုဒါ City လို့ပဲဒါကျွန်တော်တို့ Manchester City Manchester City အသင်းလို့ပဲဒါလီဗာပူးပြိတ္တတွေကမင်းမင်းဆက်ဆက်စီဖြတ်ချင်တယ် လီဗာပူးအသင်းနဲ့ Florian Risse ရဲ့ဒါဆုံးဖြတ်ချက်ပေါ်မူတည်ပြီးတော့အမြန်ဆုံးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဟိုအလုတ်လုတ်စီခြင်းနဲ့ပေါ့နော်လက်ရှိမှာပုံမှန်လေးနဲ့ကျွန်တော်နေမြော် ဖလိုရီယန်ရစ်မရလို့လက်ရှိလီဗာပူးအသင်းကဘာများဖြစ်သွားလဲဘာမှမဖြစ်နိုင်ဘူးလို့ကျွန်တော်ရဲ့ပုံကိုရေးရကျွန်တော်မြင်တယ်။ဘာမှအများကြီးပြောင်းလဲသွားနိုင်မှာမဟုတ်ဘူးလို့လည်းကျွန်တော်အနေနဲ့ပုံကိုရေးရကျွန်တော်တော့မြင်မိရတယ်မှာပါတယ်။အဲ့တော့လက်ရှိမှာလီဗာပူးတင်းတာတိုက်စစ်မှုကောင်းကောင်းတယောက်ခေါ်နိုင်ခဲ့မယ်ဆိုရင်တော့ဆာလာလူးဝစ်တီးယားတိုက်စစ်မှုကောင်းကောင်းတယောက်ကွင်းလင်တာတိုက်စစ်နေရမှာဖြစ်နေနိုင်မယ်ဆိုအများကြီးအများကြီးလမ်းပြန်ထွက်သွားနိုင်မယ့်အခြေအနေတခုရောက်သွားမယ်လို့မြင်တယ်။ကွင်းလင်မှာလက်ရှိမှာလည်းဆိုဘူစလိုက်ရှိနေလို့ဟာဗီအဲလီယော့တို့ဒါကာတစ်ဂျုံတို့ကလည်းဝင်ရောက်ပြီးဖြစ်တင်းပေးနိုင်တဲ့ movement တွေရှိတဲ့အတွက်ကြောင့်မလို့တိတ်ပြီးမိကွန်းထုတ်เสียမှရှိဘူး ကျွန်တော်အနေနဲ့ပုံကူကြီးကကျွန်တော်တို့မြင်မိတယ် ဒါကြောင့်မလို့လီဗာပူးတင်းနေတယ်ကျွန်တော်အနေနဲ့ပြောကွင်းလယ်ပိုင်း Florian Risk ကိုအချိန်ပေးပြီးဒါကစားပြီးကစားသမားကိုစောင့်နေတာတက်ဆိုင်တေချာနိုင်မဲ့တိုက်စစ်မှုတယောက်ကို market ထဲမှာခေါ်တင်တယ်တိုက်စစ်မှုတွေနေတဲ့ market ထဲမှာလည်းအများကြီးရွှေ့ကြောင်းတာအခုနောက်လက်ရှိမှာ Kyle Gravis ကိုနောက်ဆုံး Arsenal တင်းခေါ်သွားမယ်ဆိုရင်တော့ Isak က Liverpool တော့ဖြစ်သွားနိုင်တယ်အဲ့တော့ Liverpool တင်းနေ Isak ကိုလက်ရှိမှာပုံကူရေးရရခေါ်ယူကိုကသဘောတူညီမှုရဖို့တဲ့တောက်လျှောက်ကြိုးစားနေပြီဖြစ်ပြီးတော့ဒါရက်သက်တစ်ပတ်အနေငယ်တူမှာတရားဝင်ချိတ်ဆက်မှုတွေပြုလုပ်သွားဖို့တဲ့ Kola Hala တက်တယ်တချို့တော့ Kola Hala တွေမှာဆိုရင်တော့ Isak ရဲ့ agent နဲ့၃ချိန်အောင်တွေ့သွားပြီးပြီဆိုပြီးတော့ Telegraph မှာ ည်းရေးသားခဲ့တဲ့ကောလာဟာလာတွေလည်းအများကြီး share ထဲမှာပါဒါပေမဲ့ဒါဟာတည်ကြတဲ့သတင်းမှုတွေတော့ကျွန်တော်တိတ်ပြီးတော့အများကြီးတော့မပြောချင်ဘူးအဲ့တော့လီဗာပူးအသစ်တွေနဲ့လာမဲ့နေရာဒီမှာဒီနေရာမှာတော့ကျွန်တော်ခန်းစစ်ပိုင်းကအခုလက်ရှိမှာလုပ်တည်လုပ်နေတယ်ဒါအပြင်ခန်းစစ်ပိုင်းနေရာအတွက်လီဗာပူးအသစ်ကစန်တာဘက်တယောက်ကိုလည်း market ထဲမှာမနေ့ကပြောလို့ share နေတယ်ဆိုတော့ကျွန်တော်နေပြောပြသားဖြစ်အဲ့တော့လီဗာပူးအသစ်ကဒီနေ့နေရာဒီမှာလူအများဆုံးခေါ်ယူမှုသတင်းဖြစ်လာဖို့တော့အကောင်လုံးက expect လုပ်ထားတယ်အာနီစလော့အနေနဲ့လာမဲ့နေရာဒီမှာသူ့ကိုဒါကျွန်တော်တို့အသင်းကလည်းဒါ proven ဖြစ်သွားပြီးဒီပြကပထမနှစ်မှာ Premier League ကိုရယူထားတဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြော ောင်မလို့သူ့အနေနဲ့ဒါပရီးမီးယားပေါ့သူ့ရဲ့ပိုင်ရှင်တွေစီကမျောလင့်တယ်ဒါအာနီစတော့ကလည်းဒါဂျာဂျန်ကလော့ဘ်လိုပြဿနာတစ်ခုอ่ะသူကိုယ်တိုင်အပြောင်းရွှေ့တဲ့မှာဝင်ရောက်ပါဝင်ပတ်သက်ခွင့်မရှိတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့သူကြားတဲ့ကစားသမားခေါ်ယူဂျင်နာတက်စ်အခုလက်ရှိမှာလာဒူဒိုမက်ထင်တာကအာနီသာလန်ကစားသမားတွေခေါ်တဲ့ဘာညာဆိုတဲ့သတင်းရဲ့နောက်ကွယ်မှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့ဥစ္စာကဘာလဲဆိုတော့ ဟိုအဲ့ဒါကအာဒီစလော့ခေါ်ကြတာမဟုတ်ဘူးဒါမိုက်ကယ်အက်ဝတ်တို့ရစ်ချတ်ဟျူစတိုရဲ့ဒါမျက်နှာဖုံးနေရနောက်ကမှခေါ်ထားတဲ့ဥစားတွေဖြစ်တယ်အဲ့တော့ပြောချင်တာလက်ရှိမှာဟုတ်တယ်အာဒီစလော့ကနယ်သာလန်လီဂလူဖြစ်တဲ့ကြောင့်နယ်သာလန်ကစားသမားတွေနဲ့ရင်းနှီးတယ်ဆိုကြတော့တို့ခေါ်ပြီးလာတော့ကျွန်တော်အနေနဲ့မသိပေမဲ့တကယ်တဲ့နောက်ပိုင်းမှာနယ်သာလန်နယ်သာလန်ကစားသမားတွေရဲ့ဒါချွတ်ဆောင်ပြီးတော်တော်လေးကိုတက်လာတာဖြစ်တယ်ဥပမာလက်ရှိမှာဒါကျွန်တော်အဲကြုံလို့ကြွားလိုက်အောင်ဒါမနေ့ကဂိုးလိုက်ပေါ်ကဖြတ်ထုတ်ခဲ့တဲ့ဒါမက်ဂီဗန်ဒါဗင်းလို့ပုံစံမျိုးပေါ့တော့ဒါအမှန်တမ်းပြောမက်ဂီဗန်ဒါဗင်းလို့ကစားသမားမျိုးကိုလီဗာပူးကစိတ်ဝင်စားခဲ့ပေမဲ့တကောလာဟာလာရဲ့မက်ဂီဗန်ဒါဗင်းတဲ့ဒါယူရိုပါလိမရခဲ့ဘူးချန်ပီယံလိမ ဝင်ခဲ့ဘူးဆိုရင်ဒါလက်ပဘူးကဒီကစားသမားကိုတိုးထီတိုးထီနဲ့ဆက်သွယ်ဖို့ရှိတယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်ယူရိုပါလိလည်းရခဲ့လို့ချန်ပီယံလိလည်းဝင်ခဲ့တဲ့ကြောင့်မေဂီဗန်ဒါဗင်းကိုလက်ရှိအနေထားအရလက်ပဘူးတင်းနဲ့ခေါ်မယ်ဆိုရင်တော့မှတစ်ဖက်ကတော်တန်ဟော့စ်ပါတင်းကတအားစည်းကင်သွားမယ်ပြင်ကိုကစားသမားကလည်းလက်ရှိမှာဒါစပါတင်းမှာပဲနေဖို့တော့ရခိုင်တို့များသွားတဲ့ကြောင့်ခေါ်ဖို့အတွက်ခတ်သွားမယ်။အဲ့တော့လက်ပဘူးတင်းနဲ့ဆက်ပြောအောင်လက်ရှိမှာဒါတိုက်စင်မှုအတွက်လာမယ့်လူရာသီမှာတည်တည်ချာချာအချိန်ပေးပြီးခေါ်ယူတဲ့နဲ့လက်ရှိအနေထားပုံစံမျိုးဆိုတာထက်ဆိုင်ဖလော်ရီယန်ရစ်ယူကိုခေါ်ယူတာထက်ဆိုင်ကျွန်တော်ကတော့တိုက်စင်မှုကိုဒါကျွန်တော်ပေါင်တန်းတရာလောက်ပေးပြီးခေါ်ယူစီနေတဲ့ ဲ့အလုံးမအိဆက်လူကစားမအိဆက်လူကစားသမားမျိုးတာလစ်ဗာပူးရောက်ခဲ့မယ်ဆိုရင်တော့လာမယ့်နေရာဒီမှာတကယ်အော်ချလောက်အောင်အဆင်ပြေသွားမယ်လို့မြင်တယ်။အိဆက်ကလည်းကျွန်တော်ဒါလစ်ဗာပူးတဲ့တန်းတရာတော့မကုံလောက်ဘူးလို့လည်းမြင်တယ်။ဘာကြောင့်လဲ။ဂျရက်ခွန်ဆာတို့မို့ဂျိုကိုမက်စီရဲ့ဒါကျွန်တော်တို့လိုချင်မှုကိုအသုံးချပြီးတော့တို့အနေနဲ့ငွေသား plus ဒီကစားသမား၂ယောက်ထည့်ရတဲ့ဒါကို၂ယောက်လုံး plus ပြငွေသားပေးလိုက်အဲ့ဒါလည်းအဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုး။အဲ့တော့ဒါကကျွန်တော်လက်ရှိမှာမြင်တဲ့ scenario ဖြစ်တယ်တလောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points နဲ့ DB4U တို့မှာချင်းလို့ဆိုတော့ပေါ့ကွန်ကြီးလို့ရပါတယ်။မြန်မာ့တဲ့ကလစ်ဖို့မမေ့ကြပါနဲ့အောက်ကကွန်မန့်တွေ ထဲမှာလည်း youth sport media 3.0ဆိုတဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်မတ်စွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးလေး clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မှာများများနိုင်မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့မှာကောင်းမွန်တော့ဒီလေးဒီနေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ AACC တွေ့ကြပါဘူးများများလေး clip ပြီးကြအောင်ဗျများများ clip မှာများများနိုင်မှာဖြစ်ပါတယ်ကျွန်တော်တော့ကူညီပါဦး Devo ဗျ